ကျွန်တော်ထိုင်းလူမျိုးကောင်းကောင်းပြောပါဆိုရင်ဖူဒီဒီနော်နော်ဖူဒီဒီနော်လို့ပြောမယ်နော်ကျွန်တော်ဖူဆိုတာပြောတယ်နော်ဒီဒီဆိုတာကောင်းကောင်းနော်ဒီဒီဆိုတာကောင်းကောင်းနော်ဆိုတာပါအဲ့လိုမျိုးနော်ခုဒီဒီနော်နော်ကောင်းကောင်းပြောပါအဲ့လိုနော်နီးနီးပြောပါဆိုရင်ခုချာချာနော်နော် ูดช้าช้าหน่อยเนาะ พูดเยอะเลยเนาะช้าช้าสว่านิ่งนิ่งหูเบียเนาะ หน่อยสอบาอะไรเนาะ พูดช้าช้าหน่อยเนาะนิ่งนิ่งเบียบะเมียนเมียนเบียบะส่วนใหญ่พูดเร็วเร็วหน่อยเนาะ พูดเร็วเร็วหน่อยเนาะ พูดเยอะเลยเลวเลวဆိုရင်မြင်မြင်အဲ့လိုเนาะပြောတာမြန်လွန်းတယ်အဲ့လိုမျိုးပြောချင်တယ်ဆိုရင် ูดเร็วเกินไป เนาะ พูดเร็วเกินไปลูกเดียวไหมจะดูเร็วเกินไปสอนเมียนล้นเอาเดียวเนาะพูดสอนเปียวเลยเนาะเปียวถ้าหนีล้นเนี่ยส่วนใหญ่พูดช้าเกินไป เนาะ พูดช้าเกินไป พูดช้าเกินไป เนาะ พูดเปียวเลยช้าเกินไปสอนหนีล้นเอาเดียวเนาะ พูดช้าเกินไปเดี๋ยวอ่านนี้ลงเนี่ยเนาะช่างไม่เปล่าแน่ส่วนจะโดอย่าพูดมั่วซั่วเนาะอย่าพูดมั่วซั่วอะลุงเนาะอย่าพูดส่วนไม่เปล่าเนี่ยอะลุงเนาะมั่วซั่วจะโดมั่วซั่วဆိုတာကช่องๆเปล่าล่ะเนาะမဟုတ်ပဲねช่องๆเปล่าอะลุงนี่มาต้องเนี่ยเนาะอย่าพูดมั่วซั่วสิช่องไม่เปล่าเนี่ยช่องๆไม่เปล่าเนี่ยอะลุงเนาะ ချူချူတာတာပြောဆိုရင် food plop plop เนาะ food plop plop လို့ပြောမယ်เนาะ food ပြောတယ်เนาะ plop plop ဆိုတာချူချူတာတာအဲ့လိုမျိုးเนาะ food plop plop ချူချူတာတာပြောအဲ့လိုမျိုးเนาะ okay နောက်တစ်ခုခြေတော့ဖြည်းဖြည်းချင်းပြောအာဖြည်းဖြည်းချင်းပြောအဲ့လိုမျိုးပြောခြင်းလေဆိုရင် koi koi food ခေါိခေါိဆိုတာဖြည်းဖြည်းချင်းကိုပြောတယ်เนาะခုပြောတယ်ဒီနေရာမှာကျတို့အတန်ထွက်ကိုအဓိကနားထောင်မယ်เนาะဒီအတန်ထွက်ရေးထားတာကကျတို့အနည်းဆက်ဆုံးပဲရေးလို့ရမှာเนาะတူအောင်ကျတို့ရေးလို့မရအောင်အဲ့တော့အတန်ထွက်ကိုအဓိကနားထောင်မယ်เนาะခေါိခေါိဆိုတာဖြည်းဖြည်းချင်းခေါိခေါိဖို့အဲ့လိုအတန်ထွက်မယ်เนาะခေါိခေါိဖို့ဖြည်းဖြည်းချင်းပြောเนาะဆက်ပြောဆိုရင်ဖို့တော့เนาะဖို့တော့เนาะ ခုပြောတဲ့တော့ဆိုဆက်ပြီးတော့နော်ငါကူပြောခွင့်ပြုပါငါကူပြောခွင့်ပြုပါဆိုရင်ฉันขอพูดหน่อย ฉันขอพูดหน่อยအဲ့လိုပြောမယ်နော်ฉันဆိုငါနော်ขอพูดขอพูดဆိုကျတော့ပြောခွင့်တောင်းတာနော်ပြောခွင့်တောင်းတာหน่อยဆိုပါနော်ฉันขอพูดหน่อย ฉันขอพูดหน่อยเนาะ ငါ့ကိုပြောခွင့်ပြုပါအဲ့လိုနော်တူတူပြောပါဆိုရင် hood bow bow နိုင် hood bow bow နိုင်လို့ပြောမယ်နော် bow bow ဆိုရင်ကျွန်တော်တူတူကိုပြောနော်ကြဲကြဲပြောပါဆိုရင် hood dang dang နိုင်နော် hood dang dang หน่อยเนาะ dang dang ဆိုရင်ကျွန်တော်เจเจเนาะ bow bow ဆိုရင်တူတူအဲ့လိုမျိုးเนาะ hood dang dang หน่อยเจเจပြောပါအဲ့လိုเนาะ ဘာလို့ပြောလဲဘာလို့ပြောတာလဲအဲအဲ့လိုမျိုးဆိုရင် pull ทําไม pull ทําไมเนาะ pull ပြောတယ်ทําไมဆိုတော့ကျတို့ဘာလို့လဲเนาะ pull ทําไมဘာလို့ပြောတာလဲเนาะနောက်တစ်ခုကျတို့ဘာအကြောင်းပြောတာလဲဆိုရင် pull เรื่องอะไรเนาะ pull เรื่องอะไรဒီနေရာမှာကျတို့အတန်ထွက်ကိုအဓိကနားထောင်မယ် ဒီအတန်ထုတ်ကိုကျွန်တော်တို့ရေးလို့မရအောင်เนาะဒါအနည်းဆက်ဆုံးရေးပေးထားတာเนาะဖူးပြောတဲ့เรื่องဆိုတာအကြောင်းအရာပြောเนาะအရင်ပါလေเนาะဖူးเรื่องอะไรဒီညမှာကျွန်တော်တို့ရှာမလိတ်တက်ဘူးဆိုရင်ဖူးเรื่องလို့အတန်ထုတ်လို့ရเนาะဖူးเรื่องอะไรเอาโลอาจารย์ไปเลยอ่ะเนาะ พูดเรื่องอะไรเนาะแล้วทุกคู่จะรู้ย้อทุ่งล่ะย้อทุ่งล่ะส่วนพูดออกมาเนาะ พูด ော့မာเนาะခုပြောတယ်အော့မာဆိုရင်သူတို့ထွက်လာထုတ်လာတူတူပဲเนาะခုအော့မာပြောထုတ်လာအဲ့လိုเนาะနောက်တစ်ခုအမှန်တရားပြောတာအမှန်တရားပြောတာလို့ပြောချင်တယ်ဆိုရင်ခုความจริงเนาะพูดความจริงเนาะพูดပြောတယ်เนาะความจริงဆိုအမှန်တရားเนาะ พูดความจริงအမှန်တရားပြောတာအာဒီနီယမဆရုကငါအမှန်တရားပြောတာအဲ့လိုမျိုးလေးပြောချင်နေဆိုရင်ฉันพูดความจริงအဲ့လိုပြောလို့ရတယ်ฉันพูดความจริง ฉันพูดความจริงငါအမှန်တရားပြောတာပေါ့เนาะအဲ့အဲ့လိုမျိုးလေးဆရုပြောလို့ရတယ်ပေါ့เนาะ